ဘာကျစားမမီ channel ကနေပြန်လဲယူဆိုပါရဲဒီနေ့အကြောင်းအမှာတော့ MacBook ကိုအခုမှစသုံးမဲ့လူတွေပေါ့နော် user name နဲ့ password ကျွန်တော်တွေမထားတော့ဆိုရင်ထားပုံထားနေလို့ကျွန်တော်ပြပြပေးမှာပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ဒီကောင်ကကျွန်တော်တို့ password ထည့်ထားတာမဟုတ်ဘူးဒီလိုပေါ်ထားရင် password ထည့်ထားတာမဟုတ်ဘူးပေါ့နော်လက်ရှိကတော့ကျွန်တော် under collection နဲ့ဒီကောင်ဆိုဝင်နေဘာပတ်စုံမှမထည့်ထားဘူးပေါ့နော်အဲ့တော့အဲ့လိုမျိုးလဲဘယ်လိုမျိုးလုပ်ရလဲဆိုတဲ့ဟာနှစ်မျိုးပြပြပေးမှာပေါ့နော်ဒီနေ့အကြောင်းအမှာ အဲ့တော့ဟုတ်ပြီကျွန်တော်ပထမဦးဆုံးပြသွားရမယ်ဆိုရင်ကျွန်တော်တို့ဒီ fancy logo လေးကိုသွားလိုက်ပါ drive white ဆိုရင် system setting ဆိုတာရှိတယ်အကောင်လေးကိုကျွန်တော်တို့ဝင်လိုက်ပါမယ် move white ဆိုရင်ကျွန်တော်တို့ဒီအောက်မှာပေါ့နော်အောက်ဆွဲချလိုက်အောက်ဆွဲချလိုက်ခါမှာကျွန်တော်တို့ user and group ဆိုတာရှိရပါတော့ user and group ဆိုတာရှိရပါတော့အကောင်လေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ချက်နေလိုက်မယ် navy white ဆိုရင်ကျွန်တော်တို့အပေါ်မှာကျွန်တော်တို့ macbook pro ဆိုတဲ့ဟာရှိရပါတော့ macbook pro ဆိုတဲ့ဟာရှိတယ်အကောင်ကိုကျွန်တော်တို့ဒီ right click ပေါ့နော် right click ဒီ map ပေါ်မှာရှိတဲ့ right click နဲ့လေးပေါ့နော် map မှာရှိတာ right click နဲ့လိုက်ပြီဆိုရင်ကျွန်တော်ဒီတိုင်းတစ်ချက်ပဲနဲ့ပြီဆိုရင်ဘာမှပေါ်တော့မဟုတ်ဘူး right click နဲ့လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်ဒီ setting လေးရှိတယ် option setting လေးပေါ်လာပြီနော်အဲကောင်လေးကိုကျွန်တော် check ဝင်လိုက်မယ် win white ဆိုရင်ပုံမှန်ကျွန်တော်တို့ဒီ password တွေဘာကြီးဘာမှမခံထားဘူးဆိုတော့ဒီတိုင်းပေါ်တယ်ပြန်လာမရှိဘူးကျွန်တော်ဒီ unlock ဆိုတာကို check နေလိုက်ကြတယ်ရပြီပေါ့နော်အဲ့ကြကျွန်တော်ဒီတိုင်းပေါ်လာပြီပေါ့နော်ဒီတိုင်းပေါ်လာတဲ့ခင်ဗျာမ ာ full name ဆိုတာရှိတယ်ဗောနော full name ဆိုတာကျွန်တော်ဒီ map ပို့တဲ့နေမဟုတ်ဘူးအဲ့တော့ကျွန်တော်ကဒီကောင်ကိုဗောနော်ပြန်ဖြတ်လိုက်မယ်ဖြတ်ပြီးတော့ map ဆိုပြီးတော့ကျွန်တော်ထားထားမယ်ဗောနော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ okay နှိပ်လိုက်မယ် okay နှိပ်လိုက်ဆိုရင်ကျွန်တော်တို့ဒီမှာ user name ဗောနော်ပြောင်းသွားပြီအဲ့ဒါမတူဘူးဗောနော်တခုတတိထားမှာဒီကောင်ကတော့ set ရဲ့ user name ပဲဗောနော်ကျွန်တော်တို့ဒီထဲမှာတော့ပြောင်းလို့ရတယ်မတူဘူးဗောနော်ဒီ generator ရနေပြီးတော့မှကျွန်တော်ဒီဒီ about ဗောနော် about ဆိုပြီးတော့ကျွန်တော်ဒီမှာပေးတဲ့ ငင်းနေတာမတူဘူးဒါကတော့ PC ငင်းပေါ့နော်ဒီဆက်ရဲ့ဒီမှာပုံမဲ့ဟာပေါ့နော်မတူဘူးပေါ့ဒါကတော့ကျွန်တော်ခုနအခုပြောင်းတဲ့ဟာကိုကျွန်တော်ပြတ်တာဒီဒီ window ရဲ့လက်ရဲ့ငင်းကိုပြတ်တာပေါ့နော်ဟုတ်ပြီအဲ့တော့လက်ရှိကကျွန်တော်ဒီနာမည်ကပြောင်းသွားပြီနာမည်ကအဲ့ဒီတိုင်းနဲ့ပြောင်းလို့ရတယ် password ခဏလေးကိုကျွန်တော်ပြန်ပြမှာပေါ့နော်ဟုတ်ပြီတော့ပြောင်းဝင်လိုက်မယ်ခုခဏလေးကြီးကလည်းကျွန်တော် setting ထဲမှာပဲ login password ဆိုတာရှိတယ်အဲ့ဒါလေးကိုချက်နေလိုက်မယ် ပြီးရင်အပေါ်မှာ set ဆိုတဲ့ဟာရှိတယ်ပေါ့နော် access ဆိုတဲ့ဟာကိုကျွန်တော်နှိပ်မယ်ကိုယ့်ရဲ့ laptop မှာ password account ထားခဲ့ရဆိုရင် password account ဒီမှာနှိပ်ပြီးတော့ကိုထားခြင်းနဲ့ password ကိုဒီပေါ်တော့ new password ဆိုပြီးတဲ့နေရာမှာရဲပြီးတော့ verify ဆိုတဲ့နေရာမှာရဲတစ်ခုထည့်ပြီးပေါ့နော်ဟုတ်ပြီအဲ့တော့ကျွန်တော်ကဒီ password ကိုအခြေခံအပြင်ကျွန်တော်ရဲ့ GACK ရက်လို့ချက်နေပါတော့ပြီးပြီဆိုရင်အောက်မှာပဲဒီဟာ confirm လုပ်တဲ့နေနဲ့ GACK ချက်ဆိုပြီးနှိပ်ပြီးတော့ကျွန်တော် change password ဆိုတာနှိပ်လိုက်ပါတော့ ဒါတော့ password hint ဆိုတဲ့ဟာအကြောင်းမို့ကြောင့်ကိုကဒီ password မေ့သွားရေးဆိုရင်အောက်မှာ hint လေးထားခဲ့လို့ရရပါတော့။ဥပမာပေါ့ကျွန်တော်ဂျေဆိုရင်ဂျေပေါ့နော်။ထားခဲ့မယ်။ဟုတ်ပြီအဲ့တော့ change password ကျွန်တော်လည်းနိုင်မယ်။ဟာအဲ့ဆိုရင်ဒါက to password ထားယူပါရေးပေါ့နော်။ဟုတ်ပြီအဲ့တော့အဲ့လို password ထားယူပါရေးဆိုရင်ကျွန်တော် app logo ကိုသွားမယ်။သွားယူပါရေးဆိုရင်ဒီ log out mapbook ဆိုတဲ့ဟာကိုကျွန်တော်ချက်နိုင်မယ်။ပြီးရင် log out ဆိုတဲ့ဟာကိုချက်နိုင်မယ်ပေါ့နော်။ခဏဆောင်းလိုက်ပါဟုတ်ပြီနော်ဒါအခုဆိုရင်ကျွန်တော်တို့ password ဒါခံပြီးွားပြီပေါ့နော် ။ဟုတ်ပြီအဲ့တော့အလားခောက်ကြည့်မယ်။ password မရရင်မရှင်းရင်ပြန်မဟုတ်တော့ဘူးနော်။ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဒီမှာ password ပေါ့နော်။ GAC ကိအချားမှားတဲ့ဟာကိုကျွန်တော်နှိပ်လိုက်။မှားတဲ့ကနေကိုလည်းကျွန်တော်နှိပ်ကြည့်တဲ့အခါမှာဒီမှာပွင့်ဘူးပေါ့နော်။အဲ့တော့ဒီကောမေးနေပြီဆိုရင်မ question မဆိုတဲ့ဟာလေးရှိရှင်းနှိပ်လိုက်ပြီဆိုရင်အဟင်းလေးပေါ်တယ်မှာဂျီဆိုတဲ့အဲအဲ့လိုမျိုးပေါ့နော်ကိုကမေးတတ်တယ်ဆိုရင်ကိုကဟင်းလေးပေါ့နော်ဥမာဘယ်ရံနဲ့အစထားတာလေ ဘယ်ကနေအဆုံးထားစတာလဲဆိုဒီမှာထားလို့ရတယ်ပေါ့နော်အဲဂျီနဲ့ဆက်လာလို့ခုနကကျွန်တော်ရဲ့နေပါနော်ဂျီအေစီခီရက်ပေါ့နော်ဟုတ်ပြီအဲ့နောက်ခောက်လိုက်မယ်အနောက်ခောက်ပြီဆိုရင်သူပွင့်သွားပြီပေါ့နော်အဲဒါကတော့ပတ်စော့ပြောင်းနေပြီပေါ့နော်ဟုတ်ပြီအဲ့တော့အခြေခံအားဖြင့်တော့ကျွန်တော်ဒီ setting ထဲမှာနှစ်ခုရှိတယ် username and password ပေါ့နော် username ဆိုရင်ဒီ user and group ထဲမှာကျွန်တော်ပြခဲ့တဲ့အတိုင်းပဲပေါ့နော်အဲ့ထက်ဝင်ပြီးပွားရဆိုရင်ကျွန်တော်တို့ဒီမှာ right click နှစ်ခုပေါ့နော် ထောက်ပြီးတော့သွားပြောင်းအောင်ဒီချက်မှာပေါ့နော်သွားပြောင်းအောင်မယ်ဒါလည်း user name password အခု password ခံထားရဆိုရင်တော့အခုက password GACK chat ဆိုတဲ့ဟာခုနခံထားတော့ GACK chat ကိုကျွန်တော်ဝင်ပေးရမယ်အဲ့ကြောင့်မှကျွန်တော်တို့ဒီ password ပေါ့နော်ဝင်မှဒီကနာမည်ကိုပြင်ပြောင်းလို့ရအောင်နော်ဒါကတော့ user name password ဒီ site ရဲ့ဟာကိုခံထားဟာနောက်တစ်ခုကျတော့ဒါကတော့ login password ကိုဒီမှာပြင်ချင်ရအောင်နော်ဟုတ်ပြီအဲ့တော့ကျွန်တော် password မခံချင်လို့ဆိုရင်မလုပ်လို့မလုပ်မယ်ဆိုရင် change ဆိုတဲ့ဟာကိုကျွန်တော်နှိပ်မယ် ဒီမှာပေါ့နော် new password ဆိုရရှိကျွန်တော်ဟုတ်ပြီမှာပမာတော့ဒါကတခုပေါ့နော်ခုနက password ခဏရဒီမှာကတော့ကျွန်တော်တို့ဒီမှာ new password လုပ်ရှင်နေဆိုဥမာကျွန်တော်က password exit plan ထားခြင်းဆိုရင် account password ကိုဒီမှာမြင်ရဒီအောက်မှာ exit မြင်ရပြီးပိုင်း verify လုပ်လိုက်ဆိုရင် password ပြောင်းလို့ရပြီပေါ့နော်ဒါကတနည်း ပတ်စောလုံးလုံးမခံရင်ဘူးဆိုရင်လုံးလုံးမခံဘူးပေါ့နော်ပတ်စောလုံးလုံးမခံဘူးဆိုတော့ကျွန်တော် lock screen လာပြီဆိုရင်ဒီခါလေး window ဒီခါလေးတန်းတက်ရှင်နေ window တွေပါတယ်ပါတန်းတက်ရှင်နေပေါ့နော်ဒီခါလေးပတ်စောတွေပါတယ်ဘာမှမထားရှင်ဘူးဆိုရင်တော့ဒါမထားတဲ့လူကတော့နည်းပါဒါပြပြရတာပေါ့နော်ဒီကတော့ဒီဘူးလူလိုက်ရအောင်အဲ့တော့ user name ကိုပြန်သွားပြီးတော့ကျွန်တော်တို့ဒီ amelie ဆိုတဲ့ဟာလေးကိုကျွန်တော်ဝင်လိုက်အောင်ဝင်လိုက် website chain password ဆိုတဲ့ဟာနှိပ်မယ်နှိပ်ဝက်ဆိုကျွန်တော် o password ဆိုတာခုနကြက်ထားခဲ့ရပေါ့နော် j a c k ဆိုတဲ့ဟာနှိပ်ပြီးတော့ကျွန်တော် ချိန်ပတ်ဆော့ဆိုတဲ့ဟာကိုကျွန်တော်ချက်နှိမ့်လိုက်ပါเนาะနှိမ့်လိုက်တဲ့ခါကျရင် continue ဆိုတဲ့ဟာကိုကျွန်တော်နှိမ့်လိုက်မယ်နှိမ့်လိုက်စအားလုံးပြီးသွားပြီပေါ့နော်ဟုတ်ပြီအဲ့တော့ခုနကအတိုင်းပဲကျွန်တော်တို့ဒီ lock up ပြန်ထွက်မယ်ပေါ့နော် lock up ပြန်ထွက်တဲ့ခါကျရင်ကျွန်တော်တို့ဒီ set မှာဘာ password မှာမရှိတော့ဘူးเนาะဟုတ်ပြီအဲ့တော့အဲ့လိုမျိုး password ရှိမရှိဘယ်လိုသိရအောင်လဲဆိုရင်ဒီမှာ box ကျနေရဆိုပေမဲ့ကျွန်တော်တို့ဘာရဲ့ထဲဘာရဲ့ထဲဘာရဲ့ထဲအနာခောက်ခောက်ပွင့်တာမဟုတ်ဘူးပေါ့နော်ဥမာဒါဆိုကျွန်တော်ဘာမှမရဲ့ထဲဘူးကျွန်တော်အနာခောက်ကြည့် နော်အန်နာခေါက်လာပြီအန်နာခေါက်တယ်ဆိုလဲပွင့်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဘာပတ်ဆော့မှမခတ်ဘူးလို့ကျွန်တော်ပြောခဲ့တာပတ်ဆော့လည်းဘာမှမထည့်တာဟုတ်အဲ့တော့ကိုကပတ်စော့ဘာပတ်စော့မှရိတ်ဆရာလည်းမလို့ဘောနော်လော့ကောက်ထွက်ပြီးကျွန်တော်ချက်ပြန်ဝင်ပြအောင်နော်ဒါတော့ဒီဝင်းဒိုးတခါတန်းတက်ပြီးဆိုရင်ဝင်းဒိုးတခါတန်းတက်တယ်ဘာပတ်စော့မှမခံထားဘူးနော်အဲ့ဒါကိုကျွန်တော်အခြေခံအပြင်နှမျိုးပြထားတာဘောနော်အဲ့တော့အားလုံးအဆင်ပြေကြပါစေအဲ့တော့ပတ်စော့ရိုက်ပြီးတော့ကျွန်တော်အန်နာခေါက်လို့ဆိုလဲဘာပြောမလဲဘာပြောမလဲ ဘာမှမဖြစ်ဘူးကြာပတ်စော့ရိုက်ပြီးတော့ကျွန်တော်အန်နာကိုဝင်လာတော့မှမရအောင်ဘာကြောင့်လဲဆိုပါပတ်စော့မှမခံနိုင်ဖြစ်တဲ့အတွက်လူလှည့်စားတာပေါ့နော်ဟုတ်ပြီအန်နာအန်နာအန်နာပဲခောက်ပြီးဝင်ရုံပဲပါပတ်စော့မှာဒီချက်မှာမရှိဘူးအပတ်စော့ပြန်ခန့်ချင်တယ်ဆိုခုနပြောခဲ့တဲ့အတိုင်းပဲ setting setting ရနေပြီးတော့မှ user နဲ့ password တွေမှာဆိုပြောင်းအောင်ပါနော်အဲ့တော့အားလုံးအဆင်ပြေကြပါစေဒီနေ့အကြောင်းအရာတော့ဒီလောက်ပါပဲ